မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ဒီ dimension style နဲ့ပတ်သက်ပြီးတော့ပြောပြပြီးသွားပါမယ်။ဒီပုံလေးမှာဆိုရင် data dimension ထိုးထားရယ်ဒီ style ကမိမိတိုင်းနဲ့တက်တူပြောင်းရရယ်ပေါ့နော်။အဲ့တော့ပုံကို dimension နဲ့တက်ခင်အရင်ဆုံးဒီပုံလေးကိုတို့ကဒီပုံစံအတိုင်းဒါမှမဟုတ်ပေါ့နော်။တခြားပုံစံထပ်ပြီး dimension တက်ချင်တယ်ပေါ့။ဒါဆိုရင် dimension မတက်ခင်မှာ dimension style ကိုအရင်ပြလို့ရပါမယ်။အဲ့တော့ dimension style command က d enter ။ဒါဆိုရင် admission style manager ဆိုပေါ့စ်ရှာလာမယ်အဲဒီမှာဒီမှာ standard ကိုပဲယူပေးထားပါမယ်အဲ့တော့ဒီမှာတစ်ခုကြည့်ရမှာ modify modify လုပ်တယ်ဆိုတာကဒီ model မှာဆွဲထားတဲ့ပုံတွေအားလုံးကိုအားလုံးမှာဗောနောအားလုံးမှာဒီသွားပြီးရောတက်ရအောင်ပါဗောနောအကယ်၍ override မှာပြင်မယ်ဆိုလို့ရှိရင်တော့ကိုနောက်တက်မဲ့နောက်မှာနောက်မှာတက်မဲ့ dimension ဗောနောနောက်ပုံတွေအတွက်အစ်စ်ပြန်ပြီးရော ဒါမှရှိအစ်စ်ခေါ်ပြီးတော့ style ပြောင်းမယ်ဆိုရင်တော့ override မှာပြင်ရပါတယ်။ modify မှာပြင်မယ်ဆိုရင်တော့ဒီ model မှာရှိနေတဲ့ model ထဲမှာဆွဲထားတဲ့ပုံအားလုံးမှာသွားပြီးတော့ပြောင်းမှာဖြစ်ပါတယ်။အဲ့တော့ modify ကိုသွားလိုက်ပါတော့။အဲ့ဒီမှာတည်ရမှာက fit နဲ့ primary unit fit မှာဆိုတော့ရှိရင်ဒီ either test or error best face ဆိုပြီးတော့စာလေးရှိပါတော့။အဲ့စာလေးကိုအမှန်ချိခဲ့ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့သူက test နဲ့ error နဲ့ကို best way အကောင်းဆုံးဖြစ်အောင်လို့သူက fix ဖြစ်အောင်လုပ်ပေးထားပါဘောနော်စာကြည့်ရင်မျှားကောင်းလိုက်ကြည့်မယ်စာသေးရင်မျှားကောင်းလိုက်ကြည့်မယ်ဘောနော်အဲ့တော့အဲ့ဒီဖြစ်အောင်လို့ဒီစာလေးကိုအမြဲအမှန်ချစ်ပေးထားပါမယ်ပြီးတော့ဒီမှာ overall skill skill ကကြတော့ဒီမှာ30နဲ့ဆွဲထားရပါဘောနော် skill 30နဲ့ဆွဲထားရတဲ့အခါမှာဒါမှမဟုတ်ဝင်နေရပါဘောနော်ဒီပုံစံလေးရှိရပါတကယ်ဒီထက်နည်းနည်းလေးကြီးကျင်တယ်ဒီစာရီ error error တွေစာရီကို ီပုံနဲ့ဆိုင်နဲ့တေးရလို့ခံစားနေရတယ်ဒါဆိုရင်လည်းလေးကြီးလိုက်ခြင်းနဲ့ပေါ့နော်အဲတော့စက်နှစ်လောက်ထားကြည့်တိုင်းမယ် okay close အဲ့ဒါနည်းနည်းလေးကြီးသွားပြီအဲတော့ဒီလောက်လေးကြိုက်တယ်ဆိုရင်ဒီလောက်ထားပါနော်အဲတော့ဒီ under model file မှာလာပြီးရင် model မှာရှိတဲ့ပုံအလုံးကိုတွားပြီးတည့်ရောက်တယ်အခုကအဲ့တော့ဒီပုံအစ်စ်မှာထိုးချင်တာဒီ dimension တွေကိုမ change ချင်တော့ဘူးဒီ dimension size ကဒီတိုင်းလေးပဲအဆင်ပြေရေပေါ့နော်အဲ့တော့ဒီပုံလေးအတွက်ကိုကြာဒီထက် နည်းနည်းလေးဒီထက်ပိုပြီးကြီးမဲ့ size နဲ့ထပ်ပြီးထိုးမယ်ပေါ့နော်ဒါဆိုရင်မတို့ override ကိုသွားပါမယ်အဲတော့ override ကိုသွားမယ်ဒါပြီး override မှာလည်းဒါတခုရှိရယ်အဲ fit နဲ့ primary unit ပေါ့နော်အခုက primary unit ပြောခဲ့ရအောင်ဒီမှာမတစ်ခါပြောလိုက်ပါမယ်အဲ primary fit နဲ့ primary unit ကအဓိကပါเนาะအဲ့တော့ dimensions တိုင်းမှာ primary unit မှာဗမာရဒီမှာက architecture နဲ့ထိုးထားရပါเนาะအကယ်၍ဒီမှာ decimal နဲ့ထိုးခြင်းနေဆိုရင် decimal တသမာက လုံးလုံးဖြစ်မှာလေကိုကြိုက်ကြတာပေါ့နော်ကိန်းပြည့်လုံးလို့ရှိရင်တော့သူကဟိုမှားတက်တယ်ပေါ့မှားမှားတယ်ဆိုတာကိုကိန်းနောက်ကနေဟို fight ကြော်လို့ရှိရင်ရှေ့ကိုတစ်ပောင်းပောင်းသွားတာဆိုတော့မတိကြဘူးပေါ့နော်အဲဒါကြောင့်ကိန်းပြည့်ကတော့တက်စီမှာယူတာရှားပါရဲ့ဖြစ်နိုင်ရင်တော့ဒီနှလုံးလောက်ထိတော့အဆင်ပြေပေါ့နော်အဲဒါတက်စီမှာနေပြမယ်ဆိုရင်ဒီမှာလာချင်းပါเนาะအကယ်၍ engineering နဲ့ပြမယ်ဆိုရင်လည်း engineering နဲ့ ပြလို့ရပါတယ်။မာဒီမအင်ဂျင်နီယာနဲ့ပြလိုက်မှာပေါ့နော်။အပရိုင်မာယူနစ်ချိန်ပြီးမယ်။ချိန်ပြီးရင် okay ။နော်။ပြီးတော့ဒီကာလာလေးရှိတယ်။ဒီကာလာကစားတာလေးတွေကပြီးမှပြောမယ်ပေါ့နော်။လောလောဆယ်မှာဒီ override သုံးလိုက်တယ်။ modify နဲ့မတော်ရင် override မှာသုံးလိုက်တယ်။အဲ့ဒါကိုမာတို့ကအခုအစ်စ်ခေါ်ပြီးတော့ဒီ standard လို့မထားရင်းနဲ့အစ်စ် တခုပေါ့နော် file တခုပြီးလာမယ် key လို့ပြီးလာမယ်ပြီးရင် continue continue ပေါ့နော် okay okay အဲ့အခု key လို့ပြီးခဲ့တဲ့ကောင်းလေး okay အခု set current တော့လာမယ် close အဲ့ဆိုရင် mouse size နည်းနည်းလေး change ရဲ့ပေါ့နော်အဲ့တော့ dimension တက်ကြည့်လာမယ်အခု descend လာမယ် descend လာမယ် တော့ခုနက k ဆိုရဲ current set ပြီးခဲ့တယ် define ပေါ့နော် standard မဟုတ်တော့ဘဲနဲ့ k လို့ပြီးခဲ့တယ် style ကြီးဝင်သွားရပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်မတို့ကအဲ့မှာ d enter အဲ့ဒီ k မှာပဲပြန်ပြင်ကြည့်မယ်ဘာရှိရောမလဲဆိုရင် line line style ကြည့်မယ် line မှာဆိုရင် dimension line dimension line ဆိုတာက ဒီအနီရောင်ပြနေလိုင်းဒါဒါဒိုင်မရှင်လိုင်းပေါ့နော်ဒီလိုင်းလေးအဲ့ဒိုင်မရှင်လိုင်းလေးဒီကမကလာလာချင်းယူရမယ်နောက်အစိမ်းရောင်လေးပေးလိုက်မယ်ပြီးတော့လိုင်းတိုက်လိုင်းတိုက်ကပါလဲဆိုရင်သူရဲ့ပုံစံကညညရှိရပေါ့နော်အာသာရဲကနေလောက်တင်ရမယ်ဒီမှာကိုကြိုင်းနေတတ်တဲ့ပုံစံကိုရွေးချယ်လို့ရတယ်ပေါ့နော်နော်ဒီမှာ line တစ်ခုလောက်ရေးလိုက်မယ်။ Okay. Okay. ့ change သွားတယ်ထင်တယ်။ဒါထားလိုက်နေပေါ့နော်။ပြီးတော့ line weight ကတော့ default ပဲထားထားလိုက်နေ။ပြီးတော့ extension line နောက်တစ်ခုက extension line ဆိုတာကဒီ object ကနေပြီးတော့အပြင်ကိုဆန့်ထွက်ပြီးရ line နေတယ်နော်။ expand uh extension line မှာနော်။အဲ့ extension line လေးတွေကသူ့ရဲ့ color ကို change ခြင်းရင်အော်ဒီမှာအပြာရောင်ချိန်လိုက်ပေါ့နော်အပြာရောင်အိမ်မဲ့ပေါ့ထင်မြင်ရအောင်လေးထားလိုက်မယ် အဲ့တော့ဒီမှာကသူရဲ့ကာလာထားခဲ့တယ်အခုဒီအပေါ်မှာကဒါ dimension ကာလာထားခဲ့အဲ့တော့ dimension line ကိုလည်းပဲ dimension line မပေါ်ခြင်းဘူးဆိုလို့ရှိရင်ဒီခုရှိရဲ့ဒီမှာ separate uh suppress ပေါ့နော်သူဖြောက်ထားလိုက်မယ်ဒါဆိုရင် line 1ကိုဖြောက်ထားလိုက်တာဒါဆိုရင် line 2ကိုဖြောက်လိုက်တာဒါဆိုရင် dimension line နှစ်ခုစလုံးဖြောက်ပြီးခဲ့မယ်ဆိုရင်ဒီမှာအမှတ်ချပြရအောင်နော်အဲ့နောက်တစ်ခုကအဲ့လိုပဲ extension line မှာလည်းပဲ extension line ကိုဖြောက်ထားခြင်းနဲ့ဆိုရင်ဒီရမှာလာပြီးတော့နှစ်ခုစလုံးကိုအမှန်ချစ်ပေးရမှာပေါ့နော်။ဒါဆိုရင်ပိုရရှင်းတာပေါ့။အဲတော့အမဒီမှာတော့ပြထားလိုက်မှာပေါ့နော်။ဒီမှာ color ချိန်ခဲ့ပြီးပြီ။ဒီမှာ line style နဲ့ coordinate တဲ့ဟာတွေကိုရွေးလို့ရတယ်ပေါ့နော်။ line weight နဲ့ရွေးလို့ရတယ်။အဲတော့ဒါကြီးရတော့မချိန်တော့ဘူး။အင်းဒါကပါလဲဆိုတော့ distance view dimension line ဒါက အဲ dimension line ကနေပြီးတော့ဘယ်လောက်ဆန့်ထွက်မှာလဲဆိုတော့ဒီမှာ dimension line ကနေဒီ extension တွေဘယ်လောက်ဆန့်ထွက်မှာလဲဆိုတာကိုသူကပြောထားတာအဲတော်ရက်တိတ်တော့အရင်ကြီးပေါ့နော်ကိုထပ်ပြီးတော့တိုးခြင်းနေဆိုရင်ဒီ line လေးပို့ပို့ပြီးရှိလာတော့မြင်ရမှာဖြစ်တယ်နော်အဲတော့အရင်ရှိရှိမကြဘူးဆိုရင်လည်းထပ်ပြီးတော့တိုးလို့ရတယ်ရှင်းပို့ပြီးနေတော့မှာပေါ့နော် ဒါရကိုစင်ပြေတယ်လို့ကြားလို့ရပါတယ်နောက်တစ်ခုကဒါ offset from origin origin ကနေရောဘလောက်ခွာကျင်တာလဲဒီ origin ကနေ extension line ဘလောက်ခွာကျင်တာလဲပေါ့နော်ဒါတူးမယ်ဆိုရင်ဒါလေးတိုးတက်သွားရင်မှနော်ဒါမရှင်ညာရင်ညာတယ်လို့ဝေးသွားမယ်ပေါ့ဒါကကိုနှစ်သက်တယ်လို့ဒါပြီးရောကစားပြီးလို့ရပါတယ်အဲ့တော့ဒါကိုတစ်ချက် okay လိုက်မယ်ဒီ close နောက်ဒီမှာ line တက်ကြည့်မယ်ပေါ့နော်ဒါမရှင် ဒီနေရာခေါ်မယ်ဒီနေရာနဲ့ဒီနေရာနဲ့အဲဆိုရင်အခုနောက်မှပြင်လိုက်တဲ့ style တိုင်းဝင်သွားပြီပေါ့နော်ဒီမှာ extension line ရာလေခရမ်းရောင်လေးဖြစ်သွားပြီအခုဒီ video file လေးမှာ dimension style line style ပေါ့နော် line style dimension တဲ့ style နဲ့ပတ်သက်ပြီးတော့ပြောပြပြီးသွားဖြစ်ပါတယ် အဲ့တော့ဒီမှာတိတ်တော့မတိတာဖြစ်နေပါတော့ size နည်းနည်းကြီးကြီးမယ်ဒီပုံလေးကိုဒီပုံမှာထည့်ထားပြီး size ကြီးကြီးတယ်အဲဆိုရင် diander ခုနက key မှာထားခဲ့ရနော် key မှာ override ပြင်ကျင်တယ် scale ပြင်နေတယ်ဆိုရင် fit ကိုတော့ scale 15လောက်ထား under okay close အဲ့တော့ဒီမှာ dimension ပြန်တက်ကြည့်မယ်ဒီနားကနေ မှန်ပြီပြရအောင်နော်ဒီနာပေါ့ဒီနာဒီမှာဆိုရင် size ကပိုကြီးသွားပြီပေါ့နော်ဒါမိမိကြိုက်နေတတ်တယ်လို့ကိုပုံနဲ့အစားနဲ့ပေါ့နော်အဆင်ပြေမဲ့ size အရွယ်စားလေးရွေးပြီးရောတက်လို့ရှားမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်